Hello. လုံးငြိမ်းနေမီရိုရဲ့ရုပ်ဝင်လေးကနေအားလုံးကိုကြိုဆိုပါတယ်။ယောမမျိုးကြီးဘယ်လိုစားခဲ့ရဆိုတာသိပါသလား။ Romulus နဲ့ Remus ဆိုတဲ့ညီကိုနှစ်ယောက်ရဲ့သွေးဆွန်ခဲ့တဲ့ပုံမြင်နဲ့စားခဲ့တာပါ။လွန်ခဲ့တဲ့နှစ်ပေါင်း2900ကျော်လောက်က Everlong ကဆိုတဲ့ရှေးဟောင်းမြို့မှာ Rhea Sylvia ဆိုတဲ့မင်းသမီးတစ်ပါးရှိခဲ့ပါတယ်။ သူမဟာစစ်နက်ဖေရာမတ်နဲ့ချစ်ကြိုက်ပြီးအမော်ကြီးနောင်ဖြစ်တဲ့ Romulus နဲ့ Remus တို့ကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့သူတို့အဖို့ဖြစ်တဲ့ဘီရင်ကိုနမ်းချပြီးဘီရင်လုံးကြီးရဲ့သူတို့ရဲ့ဦးရီတော်ကဒီကလေးတွေကိုမလိုလားပါဘူး။ဒါကြောင့်ကလေးမျိုးကိုတိုက်ပါမြစ်ထဲကိုပြေးချဖို့အမိတ်ပေးခဲ့ပါတယ်။အစီကံကလည်းအမော်နှစ်ယောက်ကိုပြေးချဖို့မြစ်စီကိုသွားပါရတယ်။ ဒါပေမဲ့မြို့ကိုရောက်တဲ့အချိန်မှာတော့ခလေးတွေကိုကြည့်ပြီးတနာတာကြောင့်ပြစ်မချပဲချင်းနောက်လဲထည့်ပြီးမျောလိုက်ပါရယ်။တောင်းလေးဟာရေကြီးနဲ့မျောပါရင်ကန်းစက်တစ်ခုကိုရောက်သွားပါရယ်။အဲ့နေရာမှာဝင်ပလွေမိုက်တောင်ကခလေးတွေကို တွေ့ပြီးနှုတ်ကြိုတိုက်ကြွေးဆောက်ရှောက်ခဲ့ပါရယ်။နောက်ပိုင်းမှာ Forstula ဆိုတဲ့တူချောင်းသားတယောက်ကအမောင်ညီတော်ကို တွေ့ပြီးသူ့အိမ်ကိုခေါ်သွားခဲ့တယ်။တူချောင်းသားမိသားစုကခလေးမယောက်ကိုတာသမီရင်တပွဲဆောက်ရှောက်ခဲ့တယ်။ Romulus နဲ့ Remus တို့ဟာတန်မာတဲ့လူငယ်တွေဖြစ်ကြီးပြင်းလာပြီးတောရိုင်းတရိတ်ဆန်တွေနဲ့တခိုးရင်းမြတွေကိုတွန်းလန့်တိုက်ခိုက်တဲ့နေရာမှာလည်းကျွမ်းကျင်ကြပါတယ်။အဲ့လိုနဲ့တနေ့မှာသူတို့ရဲ့မွေးရစာတီနဲ့မွေးဖွားရဆက်ကြောင်းစုံကိုသိရှိသွားတယ်။တိသွားတဲ့နောက်မှာတော့အေဗာလောင်ကမြို့ကိုပြန်သွားပြီးဦးကြီးတော်ကိုတိုက်ခိုက်တယ်ပြီးတော့သူတို့အဖိုးကိုနန်းပြန်တင်ပေးခဲ့တယ် ဒါပေမဲ့သူတို့က Everlong ကမှမနေရှင်ကြတဲ့အတွက်သူတို့ကြီးပြင်းခဲ့တဲ့မြို့မှာပဲမြို့သစ်တစ်ခုတည်ထောင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မြို့တည်ထောင်ဖို့အတွက်တိုင်ပင်ကြတဲ့အခါမှာတော့ Romulus က Palatine တောင်ကုန်းပေါ်မှာတည်ထောင်ခြင်းပြီး Remus ကတော့ Eventine တောင်ကုန်းပေါ်မှာတည်ထောင်ခြင်းနဲ့ဆိုပြီးတဘောထားကွဲလွဲခွဲကြတယ်။ဘယ်နေရာမှာမြို့တည်ထောင်မလဲဆိုတာဆုံးဖြတ်ဖို့အတွက်ငှက်တွေကိုစောက်ကြည့်ပြီးကံကြမ္မာကိုဆုံးဖြတ်ဖို့တဘောတူခဲ့ကြတယ်။ Remax ကငှက်6កောင်ကိုအရင်မြင်တယ်။ Romulus ကတော့ငှက်7កောင်မြင်ခဲ့တယ်။ဒါပေမဲ့ငှက်ရေသွက်ပုံများတဲ့ Romulus ဟာမြို့တီထောင်ဖို့ရွေးချယ်ခံခဲ့ရတယ်။ Romulus ကမြို့ကိုစတင်တီထောင်တဲ့အချိန်မှာ Remax ကသူ့ကိုယ်ကိုမနာလိုပြီးခနဲ့တဲ့စကားတွေပြောတယ်။ဒါကြောင့်ပဲညီကိုနှစ်ယောက်ကတိုက်ခိုက်ခဲ့ကြတယ်။အဲ့ကနေ Romulus ဟာ Dora ထွက်ပြီး Remax ကိုတိုက်ပစ်လိုက်တော့တယ်။ဒီလိုနဲ့ Romulus ကမြို့ကိုဆက်လက်တီထောင်ခဲ့တယ်။ နောက်ဆုံးမှာတော့သူ့နာမည်ကိုအစွဲဖြုတ်ပြီးယောမမျိုးလို့အမည်ပေးခဲ့ပါတယ်။ဒီပုံမြင်ဟာယောမမျိုးတည်ထောင်တဲ့သမိုင်းဖြစ်ပြီးယနေ့ထိတိုင်းလူသိများတဲ့ပုံမြင်တစ်ခုလည်းဖြစ်ပါတယ်။ Romulus ဟာမျိုးကိုတည်ထောင်ခဲ့ပေမဲ့သူ့ရဲ့အကြီးအမားဆုံးအောင်ပွဲဟာအကြီးအမားဆုံးဆုံးရှုံးမှုနဲ့စခဲ့ရပါ။ Romulus နဲ့ Remus တို့ရဲ့ပုံမြင်ဟာတန်တားကြီးတက်တက်ဖြစ်ပါတယ်။တကယ်သမိုင်းကြောင်မဟုတ်ပါဘူး။ ယောမမျိုးတည်ထောင်ခြင်းနဲ့ပတ်သက်ပြီးယောမလူမျိုးတွေကိုယ်တိုင်ရေးသားခဲ့တဲ့စာပေထောက်ထားတွေမှာဒီပုံမျိုးကိုတွေ့ရပေမဲ့ရှေ့ခေတ်သမိုင်းပညာရှင်တွေကတော့တဏှာဤဆန်တဲ့ပုံမျိုးတပုတ်လို့ပဲသတ်မှတ်ကြပါတယ်ဒီပုံမျိုးကိုတကယ်ဖြစ်ခဲ့လို့တည်တည်ပြနိုင်တဲ့ရှေးဟောင်းသူတည်တနာဆိုင်ရာအထောက်အထားတွေလည်းမရှိပါဘူး ဒါပေမဲ့ဒီပုံမြင်ကရောမလူမျိုးတွေအတွက်သူတို့ရဲ့မှုရေးနဲ့မြို့တည်ထောင်တို့ဘောဂုံယူမှုတွေကို ပြသတဲ့အနေနဲ့အရေးပါတဲ့တဏှာတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်